ထိုင်ဝမ်မှာနှစ်တန်ကြာပြင်ဆင်လာခဲ့တဲ့စီရီလေ့ကျင့်မှုတစ်ခုကိုတောက်ကြာနေကလှုပ်ဆောင်ခဲ့ကြပါတယ်။အမေရိကန်ကဝယ်ယူထားတဲ့ HIMARS လို့တိကျမှုမြင့်တဲ့အစစ်မြေလက်နက်တွေနဲ့လေ့ကျင့်ခဲ့ကြပြီးဒီရွှေပြောင်းလွယ်ဒုံးပစ်စင်တွေကိုလက်ရှိရုရှားယူကရိန်းစစ်မှာလဲယူကရိန်းစစ်တပ်ကအသုံးပြုနေပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ထိုင်ဝမ်ကိုပို့ဆောင်ခဲ့ပြီးနောက်နှစ်မှာလည်းထက်ရောက်လာဖို့ရှိပါတယ်။ဒီပြည်စင်တွေကလည်းလမ်းညွန်စနစ်ပါဒုံးကျည်တွေပြစ်လွန်နိုင်ပြီးမိုင်၁၈၅မိုင်กว่าဝေးတရုတ်နိုင်ငံအရှေ့တောင်ပိုင်းအတွင်းပိုင်းထိပြစ်ခတ်နိုင်စွမ်းရှိပါတယ်။ထိုင်ဝမ်ကိုကာကွယ်ရေးအစီအစဉ်အစိမ့်မြင့်တင်ရေးအစိပ်ပိုင်းတစ်ခုအနေနဲ့အခုလိုဝယ်ယူထားတာဖြစ်ပြီး ထိုင်ဝမ်စစ်တပ်ဗိုလ်မှူးတုကတော့သူတို့ရဲ့အစဉ်အသင်းဖြစ်မှုရောက်ရှိလာတဲ့လက်နက်အသစ်တွေနဲ့သူတို့ရဲ့မဟာဗျူဟာတွေပေါ်မှာယုံကြည်မှုရာနှုန်းပြည့်ရှိတယ်လို့ပြောဆိုပါတယ်။ထိုင်ဝမ်ကာကွယ်ရေးအစစ်မြစ်တွေမှာအမေရိကန်နဲ့ဘီလီယံနဲ့ချီတဲ့စစ်လက်နက်သဘောတူညီချက်တွေရှိပြီးထိုင်ဝမ်မှာစစ်မှုမထမ်းမနေရတပ်တန်းကိုတစ်နှစ်အထိတိုးမြှင့်ထားပါတယ်။အရန်တပ်ဖွဲ့တွေကလည်းစီရေးလေ့ကျင့်မှုတွေတိုးမြှင့်ထားပါတယ်။ဒီစည်ရည်လက်ချက်မှုတွေမှာအမေရိကန်တပ်ဖွဲ့တချို့လည်းပါဝင်နေပြီးအရေးအထွတ်အတိအကျကိုတော့မသိရှိရပါဘူး။ ဒါပေမဲ့လက်တလုံးလူမေးများလာတဲ့မိကုန်တစ်ခုကတော့ American အပေါ်အားကိုးအားထားနိုင်မှုနဲ့တကယ်လို့တရုတ်နိုင်ငံကကျူးကျော်လာရင် American ကဝင်ရောက်ဆော့ဖတ်လာမှာလားဆိုတာပါ American သမ္မတ Donald Trump ကသူမဲဆွဲကာလာတုန်းကထိုင်ဝမ်ဟာ American ရဲ့ microchip စီးပွားရေးလုပ်ငန်းကိုယူသွားတယ်။အရင်ကသူတို့ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့ပေမဲ့အခုတော့ထိုင်ဝမ်မှာထုတ်လုပ်နေတယ်ဆိုပြီးပြောဆိုခဲ့တာပါ။သူသမ္မတအဖြစ်ရွေးကောက်ခံရပြီးချိန် Bloomberg နဲ့ interview တစ်ခုမှာလဲထိုင်ဝမ်ကို American ကအကာအကွယ်ပေးထားတဲ့အတွက် အဲ့ဒီအတွက်ဇေယိတ်ပေးတဲ့လေထိုင်ဝမ်ဟာစစ်ရေးနဲ့အကျွမ်းတဝင်မရှိဘူးလို့လည်းပြောခဲ့ပါသေးတယ်။လက်တလုံးမှာယူကရိန်းကိုအမေရိကန်ထောက်ပံ့မှုရပ်ဆိုင်းသွားတာနဲ့ထိုင်ဝမ်ကိုလည်းပဲအမေရိကန်ကကုန်သွယ်ကုန်တိုးမြှင့်စီးကျက်တာတွေလှုပ်လာတဲ့ပုံမှာမသေးချာမရေရာမှုတွေလည်းဖြစ်လာတာပါ။ထိုင်ဝမ်သမ္မတကတော့ မေရိကန်ကွန်ပျူစီတွေကိုပုံမဝယ်ယူမယ်လို့ကတိပေးထားပြီးနှစ်နိုင်ငံကုန်သွယ်ကုန်ကိစ္စဟာလည်းဖော်ရွေတဲ့ပုတ်တိုက်မှုတွေပါလို့ဒီတစ်ပတ်မှာပဲရှော့ရှော့ပေါ့ပေါ့ပြောဆိုပါတယ်။အခုလိုနှစ်ဖက်မကြေလည်မှုတွေကိုအခွင့်ကောင်းယူပြီးတရုတ်ကထိုင်ဝမ်ကျွန်းနဲ့ပတ်ဝန်းကျင်မှာစစ်ရေးလှုပ်ရှားမှုတွေတိုးမြင့်လှုပ်ဆောင်လာပါတယ်။မကြာခင်ကပဲထိုင်ဝမ်ရေလက်ကြားမှာတရုတ်ကကန့်တက်စစ်ရေးလက်ကျင့်မှုတွေကိုလှုပ်ဆောင်ခဲ့လို့အမေရိကန်စစ်တပ်ရဲ့ Indo-Pacific Data တမ်မူကြီး Samuel Paparo က တရုတ်နိုင်ငံကစီးရဲလေ့ကျင့်တာမဟုတ်ဘဲကြိုတင်ပြင်ဆင်လာတာလို့သတိပေးပြောဆိုခဲ့ပါသေးတယ်ခင်ဗျာ။